လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ပေါ့ကြီးမားတဲ့အေယာမမူကြီးဟာကျုံးကိုကာကွယ်ဖို့ပင်လယ်ထဲကကျလာခဲ့ပါတယ်။အဲဒီမူကြီးကတိုင်ဖုန်းမုန်တိုင်းတွေကိုမျိုးချလိုက်ပြီးသူ့ရဲ့ခွန်အားတွေကုန်ခန်းသွားတဲ့အချိန်တောင်တွေလောက်မြင့်တဲ့လှိုင်းလုံးကြီးတွေကိုသူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ကာထားခဲ့ပါတယ်။အဲဒီကြီးမြတ်တဲ့မူကြီးမတည်ဆုံးခင်မှာဥတလုံးကိုခြံထားခဲ့ပါတယ်။နှစ်ပေါင်းတစ်ထောင်လောက်ကြာတဲ့အချိန်မှာတော့ဥရဲကနေကောင်မလေးတယောက်မော်ဆန်စွာဝေးဖွားလာခဲ့ပါတယ်။အဲဒီကောင်မလေးမှာ ကျွန်းကပေးတဲ့လက်ဆောင်ဖြစ်တဲ့လူသားခန္ဓာကိုယ်နဲ့ပင်လယ်ပေးတဲ့လက်ဆောင်ဖြစ်တဲ့ပင်လယ်မြေကြီးရဲ့အမိတစ်ခုပါလာပါတယ်။ပင်လယ်ညသမီးခတိတာကအဲဒီကောင်မလေးကိုခလီယာလို့နာမည်ပေးခဲ့ပါတယ်။ပြီးတော့သူ့ကိုပင်လယ်စီခေါ်သွားခဲ့ပါတယ်။အဲဒီနောက်ပင်လယ်ထဲမှာပဲခလီယာလေးကြီးပြင်းလာတာကိုတိတ်တဆိတ်စောင့်ကြည့်နေခဲ့ပါတယ်။ခလီယာကအသက်ငယ်ငယ်နဲ့ပဲကြီးမြတ်တဲ့မြေကြီးရဲ့ဆွမ်းအားတွေကိုအသက်သွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူအဲဒီဆွမ်းအားတွေကိုထိန်းချုပ်နိုင်မှန်းတော့မရှိခဲ့ပါဘူး။ ူဆွမ်းအားတွေဟာကျင်ညာခြင်းမရှိဘဲထွက်ပေါ်လာတတ်ပြီးတော့အဲ့လိုထွက်ပေါ်လာတိုင်းလဲပင်လယ်ကြီးကဂျင်ထုမတ်ကုန်တွေဖြစ်သွားတတ်ပါတယ်။ဒီအောက်နေသတ္တဝါတွေလည်းဆက်ပြက်လက်ပြက်ဖြစ်ရတာပေါ့။ခလျာကိုရိုင်းတောင်ဆိုးရင်စားပြူလာပါတယ်။မွေကြီးရဲ့ဆွမ်းအားကိုအပြည့်အဝအသုံးပြုဖို့ကြိုးစားလိုက်တိုင်းအဲ့ဒီဆွမ်းအားတွေကသူ့ထင်းချက်မှုအောက်ကနေလွတ်ထွက်သွားခဲ့ပါတယ်။ခလျာကဒါဟာသူ့ရဲ့ပြောင်းညက်တဲ့မူကြားခန္ဓာကိုယ်ကြောင့်ဒီဆွမ်းအားတွေကိုအပြည့်အဝအသုံးမချနိုင်ကြလို့ယုံကြည်ထားပါတယ်။အဲ့ဒီအားနဲ့လူသားတွေကိုချီးစမ်းပါဦး။ တိတ်ချက်တောင်နှိပ်ပြီးမမန်းတွေကိုတောင်ကြောက်နေကြတယ်။သူစီမှာဒီဆက်ရွှေဆရာကောင်းတဲ့ချယ်ရီလက်တွေတောင်မရှိရင်သူဒီထက်ပိုပြီးရင်းမြန်းမြန်းကူးနိုင်နေမယ်လို့ခလီယာထင်နေတယ်။တကယ်လို့သူတာကြီးမြတ်တဲ့မွေကြီးရဲ့အတွင်ကိုအပြေးဝရရှိနိုင်မယ်ဆိုရင်ဒီရည်ဒီမြေဒီပင်လက်တစ်ခွင်မှာသူ့ကိုရှင်နေတဲ့တော်ပါဆိုတာရှိတော့မှာမဟုတ်ပါဘူး။အိုးအဲ့ဒီနေကိုမြန်မြန်ရရှင်လိုက်တာ။ ဲ့အချိန်မှာခလီယာကိုတိတ်တဆိတ်ဆောင်းရှောက်နေတဲ့ခတိတာပေါ်ထွက်လာပြီးတော့ခလီယာကိုသူ့ရဲ့ခန္ဓာကိုယ်ကိုသူအဲ့လိုမျိုးမူကြီးအပြင်ပြောင်းလိုက်လို့မရတဲ့အကြောင်းကိုရှင်းပြပါခတိတာရဲ့ပြောစကားတွေကိုလက်မခံချင်တဲ့ခလီယာက တကူကြီးတဲ့သတ္တဝါတွေအားလုံးကိုစင်ခေါ်ခဲ့ပါတယ်ဒါဟာသူ့ကိုကြီးမြတ်တဲ့မူကြီးရဲ့ဆွမ်းအားတွေညှထားကြမယ်ဆိုတာတသက်ပြနိုင်နိုင်မယ်လို့ညွှန်လင်းရင်းနဲ့ပေါ့တနေ့ဆိုလာရီကျွန်းရဲ့ကမ်းခြေတွေမှာလက်လေသွားလာနေရင်ခလီယာဟာရွရွနေတဲ့ဒရက်ဆင်စုဖွဲ့ရဲ့တက်ခတ်ခြင်းကိုခံခဲ့ရပါတယ် ရင်းစံခတ်ဖြစ်မှုတွေကိုကြားရတော့ပဒန်းဥဆောင်တဲ့ရွာသားတွေကခလီယာကိုကူညီဖို့ရောက်လာကြပါတယ်။ပဒန်းကသူ့ရဲ့လက်ပြီးနဲ့ဒဲဒရန်ကြီးတစ်ခုကိုဖဏီးလိုက်ပြီးရန်သူကိုလူစုခွဲလိုက်ပါတယ်။ရွာသားတွေကလည်းသူတို့အနိုင်ယူဖို့ပလန်တွေငါးဖန်ပိုက်တွေနဲ့ဝိုင်းပစ်ကြတာပေါ့။နောက်ဆုံးမှာသူတို့ရဲ့စုပေါင်းအင်အားနဲ့စီးလုံးမှုတွေကြောင့် dressing တွေကိုအောင်မြင်စွာတိုက်ချုပ်နိုင်ခဲ့ပါတယ်။ဒီလူတွေကြည့်ရတာသူတို့အဲ့လိုလည်းမပြောညံ့ကြပါဘူး။ ခလျာဟာပဒန်းရဲ့သူ့ရဲ့လက်သေးကိုအသုံးပြုပြီးတိုက်ခတ်ပုံတွေကိုလှုပ်ဝက်စာလိလတင်ယူနေပါတော့တယ်။ကြီးမြတ်တဲ့မျိုးကြီးကနေဆင်းသက်လာတဲ့မျိုးဆက်ဖြစ်တာနဲ့အညီခလျာဟာတင်မျိုးတွေဖြစ်တဲ့ပုထုဇဉ်လူသားတွေစီကနေတင်ယူဖို့ဝင်လေးနေခဲ့ပါတယ်။ဒါပေမဲ့သူလူသားတွေရဲ့ထူးခြားတဲ့ဘဝတွေကို မစူးစမ်းမဲ့နဲ့လည်းမနေနိုင်ခဲ့ပါဘူး။ရွာသားတွေနဲ့ဝဝနေဖို့ကြိုးစားပေမဲ့သူ့ရဲ့ဆွမ်းအားတွေကရွာသားတွေနဲ့နားမလည်နိုင်အောင်ဆက်ဆက်မှုရှိနေတာကိုတွေ့ကြရပါတယ် သူကိုယ်ရေဆွမ်းအားတွေထွက်ပေါ်လာတိုင်းအကူအညီလိုနေတဲ့သူတွေစီကိုရှာဖွေပြီးတော့အကူအညီဖြစ်စေခဲ့ပါတယ်ဆွေလာရီဂျန်တဝိုင်မှာခဏခဏပေါ်လာပြီးတော့ငါ့ရဲ့ဆွမ်းအားတွေကိုပဒန်းနဲ့ပြန်ပြီးဆန်းသက်ရှင်လို့လာခဲ့တာလို့ခလျာကရှင်းပြတဲ့အချိန်တိုင်းမှာပဒန်းကအမြဲတမ်းအားရပါရပြုံးပြီးရုံးနေဟင်ဆောင်ခဲ့ပါတယ်သူရဲ့ပြန်ဆန်းမှုတွေကနေဒီကောင်မလေးရဲ့နှလုံးသားကသူ့ရဲ့ခွန်အားတွေကိုတတ်သိပြရုံနဲ့မဟုတ်ဘူးဆိုတာကိုပဒန်းကမြင်ခဲ့ပါတယ် ်လက်ဒီတစ်ချက်ထဲနဲ့အုံးမင်ကိုလှည့်ရှာတာတောင်းတနေတဲ့ငါးဖန်းလေးကိုသူ့ရဲ့အမိနဲ့လွတ်အောင်လုပ်ပေးတာဒါရီကသူ့ရဲ့မာနအတွက်တင်မဟုတ်ခဲ့ပါဘူးရာဇာရီကသူ့ကိုကျေစွတင်ဖို့လာတိုင်းခလျာကသူ့ရဲ့ခါကိုထောက်ပြီးခုံယူစွာနဲ့ငါကမင်းတို့ကိုကူညီတာမဟုတ်ပါဘူးပြင်းလို့ကိုအမိကိုလေ့ကျင့်ခန်းလုပ်နေတာပါလို့ပြောတတ်ပါတယ်ဒါပေမဲ့အားလုံးရဲ့အယုံဆိုင်တာကိုခံရတဲ့ခလျာရဲ့မျက်နှာမှာညည်းရဲနေတာကိုတော့အားလုံးကတွေ့ခဲ့ကြရပါတယ် ူဘလောက်ပဲကြိုးစားကြိုးစားကြီးမြတ်တဲ့မူကြီးဖြစ်လာဖို့အတွက်ခလီယာခံညှိစက်မလာခဲ့ပါသူ့ရဲ့ခန္ဓာကိုယ်ကလည်းချီထွားမလာခဲ့ပါဒါပေမဲ့ရွာသားတွေကအကူကြီးလိုတိုင်းခလီယာစီကို လာပြီးတော့အကူကြီးကြောင်းစားပြုလာခဲ့ပါတယ်သူ့ရဲ့အမေမူကြီးတော်ကရွာသားတွေကအကူကြီးကြောင်းစားကြတယ်လို့မျိုးပေါ့ရှီလန်းရဲ့ယာရဲကိုအမီးတစ်ခုကအပြင်းထန်ဆုံးအားနဲ့ဖြတ်လာခဲ့ပါတယ် ရေပြင်ပေါ်မှာတိုက်နေတဲ့လေတွေကရေဆိုင်တွေကိုမျောစင်လောက်ထိမြင့်တက်သွားစေပါလေ။တစည်းရဲသောငါးဖန်းလှေကလေးဟာမုန်တိုင်းမိပြီးရေဆိုင်တွေကြောင့်လေတွေကို မြောက်တက်သွားရနေအောက်ကိုပြင်းထန်စွာပြန်ပြီးပြုတ်ကျလာပါလေ။ဝမ်ကနေအတန်နဲ့အတူရေတွေကနေခလျာကခုန်ထွက်လာပါလေ။ပြီးတော့သူကလေနိုင်ရန်တစ်ဖက်ကိုဆွဲကင်ပြီးတော့ပြုတ်ကျနေတဲ့ငါးဖန်းသမားနှစ်ယောက်ကိုလေပေါ်ကိုသူအမိနဲ့မြင်သာစွာပြန်ပြီးထည့်ပေးလိုက်ပါလေ။ လူသားတွေကတကယ်ကိုအထီးကိုင်မခံဘူးပဲဒါပေမဲ့ဒီလောက်ထိဒီလိုနေရာမှာနေရတာတော်တော်တတ်သိရှိလာပါပဲအမိမပါတာတောင်မှပေါ့ခွန်ကြီးစွာရက်ပြီးတော့လေကိုအမိနဲ့ပုံနေရင်နဲ့ခလျာကကြွေးကြော်လိုက်ပါတယ်ငွေကြီးရဲ့စွာတွေကသူ့ခန္ဓာကိုယ်တွေကနေထွက်လာပြီးတော့မဖန်သမားနှစ်ယောက်ရဲ့ကိုယ်တွေကိုစီးဆင်းသွားခဲ့ပါတယ်မန္တမရီရဲ့ပါဇက်ထဲကနေသူတို့မြူရှာမိခဲ့တဲ့ပြင်လဲရီပြန်ထွက်လာပါတယ်။အားအသင့်စရာကောင်းစွာနဲ့ပဲဘာမှမဖြစ်ခဲ့တဲ့အတိုင်းသူတို့ရဲ့ခမားတွေကိုပြန်လဲပြီးရရှိသွားကြပါတယ်။ ိတ်မကောင်းပါဘူး။လေကတော့ကဲလို့မရတော့ဘူး။ဒါပေမဲ့ခင်ဗျားတို့နှစ်ယောက်စလုံးကြီးမြတ်တဲ့မူကြီးရဲ့စွမ်းအားတွေကိုမြင်ကြရတော့မှာပါ။ဘာဖန်သမားရဲ့စကားပြန်ကိုတော့မဆောင်ပဲခလီယာဟာသူတို့နှစ်ယောက်ရဲ့လက်ကိုဆွဲပြီးလေကိုခြေဆောင်ကန်ပြီးတော့ကမ်းခြေစီကိုအမြန်ဆုံးခုန်သွားလိုက်ပါတယ်။တွေ့ရမီးနဲ့ပဲခလီယာဟာရေလိုင်းတွေပေါ်ခုန်ပေါက်ပြီးလေအဟုန်ကိုစီးကာလိုင်းတွေကိုထိုးခွင်းသွားပါတယ်။ခလီယာသူ့ရဲ့ပုံရိပ်ကိုရေမုံနေစီမှာအယောင်ဟတ်နေတာကိုမြင်လိုက်ရပါတယ်။ တမင်တကာရမ်းနေတဲ့အမီငါဖန်သမားနှစ်ယောက်ကိုတင်းကျပ်မြင်းမြန်စွာဆုပ်ကန်ထားတဲ့သူ့ရဲ့လက်တွေဒါဟာသူ့ရဲ့ပုံစံပါပဲခလီယာကကြီးမြတ်တဲ့မွေကြီးအဖြစ်ပြောင်းလဲဖို့ဆရာပြင်ထန်နေရတယ်မရှိတော့ပါဘူးအရှင်ကသူရရှိဖို့ကြိုးစားနေတဲ့စွမ်းအားတွေဟာနောက်ဆုံးမှာတော့အဲ့ဒီစွမ်းအားတွေရဲ့အထိပ္ပယ်ကဘာလဲဆိုတာကိုခလီယာနားလည်သွားခဲ့ပါပြီကြည့်ရဒီခန္ဓာကိုယ်ကလည်းစိုးနေတာမဟုတ်ပါဘူးသူ့နောက်ကလှုပ်ရှားနေတဲ့လှိုင်းလုံးနေတဲ့အတူကန်းကြီးရဲ့ပုံရိပ်ကိုစပြီးတော့မြင်လာရပါတယ် ကြီးမြတ်တဲ့မွေကြီးရဲ့အရုပ်ကိုဖတ်ပြီးကစားနေတဲ့ကလေးလေးကစိတ်လွှတ်ရှားစွာနဲ့ပင်လယ်ကိုလက်ညှိုးထုတ်ပြီးအော်လိုက်ပါတယ်။ကြည်စန်းအဲ့ဒါခက်လျာပဲ